မင်္ဂလာပါရှင်2025ခုနှစ်ဇူလိုင်လ1ရက်နေ့ရက်နေ့လယ်ခင်းသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်။ကျမကတော့စူစီပါ။ဒီကနေ့နေ့လယ်ခင်းမှာထူးထူးခြားခြားမြင်တွေ့ရတဲ့သတင်းတွေထက်ကပထမဆုံးသတင်းတစ်ပုဒ်ကတော့ရေးအာယူတောင်မှာရှိတဲ့ခမရ33စခန်းကုန်းကိုရေးဘလူးဖွဲ့တိုက်ခိုက်သိမ်းပိုက်လိုက်ပါပြီ။တကုံမျိုးတစ်တောင်ပိုင်းကအသက်30အရွယ်ကိုအေးကိုကိုမပုံတင်လှုပ်ပေးမဲ့ဆိုပြီးရက်ကွက်ရုံးကိုလိန်ခေါ်ကစစ်မှုထမ်းအဖြစ်ဖမ်းဆီးသွားကြပါရဲ့။ မြောက်ခင်ရံပြူရွာကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ကမ်ဘလူးဇီကုံမျိုးပေါ်ရက်ွက်နေအိမ်တွေကိုစစ်ရှုံးကောက်စီတပ်ကစစ်ကြောင်းထိုးမိရှို့နေပါဗျ။တဆက်ထဲမှာပဲညာဦးမြို့နယ်စင်သားမွေးရွာကိုစစ်တပ်ကစစ်ကြောင်းထိုးပြီးရဲ့နောက်ပြည်သူတအူးကိုတပ်ဖြတ်ကနေအိမ်တွေကိုမိရှို့ဖျက်ဆီးသွားပါဗျ။ဒီသတင်းတွေနဲ့အတူဒီကနေ့နေ့လည်းခရင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါရှင်။ ပထမဆုံးနားဆင်ကြရမယ့်သတင်းကတော့မွန်ပြည်နယ်ရေးမြို့နယ်အာယူတောင်ကျေးရွာမှာရှိတဲ့စစ်ရုံးကောင်စီခမရ303စကန်ကုန်းတစ်ခုကိုရေးမြို့နယ်အခြေဆိုင်ရေးဘလူးအဖွဲ့ကဒီကနေ့ဇူလိုင်လ10ရက်နေ့မနက်ပိုင်းမှာတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့အဖွဲ့တာဝန်ရှိသူတဦးကတီဗျူပြောဆိုပါတယ်အဲ့ဒီစစ်ရှုံးကောင်စီတက်စခန်းကုန်းကိုဒီကနေ့မနက်9:00အချိန်မှာရေဘလူးအဖွဲ့ကစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးမနက်9:45မိနစ်အချိန်မှာအပီးသက်တင်းယူနိုင်ခဲ့တယ်လို့အဖွဲ့တာဝန်ရှိသူတဦးကပြောပါရယ် ဒီမနက်ခင်းပိုင်းမှာစကန်ကိုဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ခမရ33ကျောင်းဝင်းတွေကစကစစကန်ကုန်းကိုကျွန်တော်တို့ရေဘလူးအဖွဲ့ကတင်ပိုက်နိုင်ခဲ့ပါတယ်လို့သူကရှင်းပြပါတယ်။ဒါပြင်နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေကြောင့်ရေဘလူးတပ်ဖွဲ့ဝင်တဦးလည်းတိုက်ပွဲအတွင်ကြာဆုံးခဲ့ရတယ်လို့သူကဆက်လက်ပြောဆိုပါတယ်ရှင်။နောက်ထပ်နားဆင်ကြအောင်မယ့်သတင်းကတော့ရန်ကုန်တိုင်းတကုံမြို့တိတောင်ပိုင်းအမတ်ဆက်ခွန်ရက်ကွက်မှာအသက်30အရွယ်ကိုအေးကိုကို မပုံတင်လှုပ်ပေးမယ်ဆိုပြီးတော့ရက်ွက်ရုံးကိုလိန်ခေါ်ကစစ်တပ်ကစစ်မှုထမ်းအဖြစ်ဖမ်းဆီးသွားတယ်လို့ကိုရဲကိုရဲမိတ်ဆွေတို့ကပြောပါရယ်ဇွန်လ30ရက်နေ့တကုံမြို့တစ်တောင်ပိုင်းမြို့နယ်အမတ်ဆက်ခွန်ရက်ွက်ကျူးကျော်တဲတန်းမှာနေထိုင်တဲ့အသက်30အရွယ်ကိုရဲကိုကို မပုံတင်လှုပ်ဖို့ရက်ွက်ရုံးကိုခေါ်ခဲ့တယ်လို့သိရပါရယ်အဲ့ဒီနောက်မှာ ကိုအေးကိုကရက်ကွက်ရုံးကိုတွားရောက်တဲ့အခါစစ်တပ်ကသူ့ကိုစစ်မှုထမ်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရပါကိုအေးကိုကိုမပုံတင်လုပ်ပေးမယ်ဆိုပြီးရက်ကွက်ရုံးကိုခေါ်တာ ူ့မှာမပုတ်တင်မရှိလို့အခုချက်ချင်းလှုပ်ပေးမယ်ဆိုပြီးခေါ်တာသူတို့ကဆင်းရဲတယ်မိသားစုကလည်းကျူးမာနေတာအဲ့ဒါရက်ွက်ယုံရောက်တော့တက်ကအသင့်ဆောင်နေပြီသူရောက်လာတော့တခါတည်းကားပေါ်ခေါ်တင်သွားတာလိန်ခေါ်တာလို့ကိုအေးကိုရဲ့မိတ်ဆွေကရှင်းပြပါတယ်စမှုတန်းအဖြစ်လိန်လဲခေါ်ဆောင်ခင်ရတဲ့ကိုအေးကိုကိုစစ်တက်ကဘယ်နေရာကိုခေါ်ဆောင်သွားတယ်ဆိုတာကိုမိသားစုကိုအတိမပေးပဲလာမယ့်ဇူလိုင်လအတွင်းဖွင့်လှစ်မဲ့စစ်မှုထမ်းအပတ်စဉ်15ကိုတက်ရောက်ရမှာဖြစ်တယ်လို့လည်းပြောဆိုပါတယ် မပုံတင်မရှိတဲ့သူကိုမပုံတင်လုပ်ပေးမယ်ဆိုပြီးရက်ကွက်ယုံလိန်ခေါ်စစ်ထဲထဲတာကတော့အင်မတန်မှရုံမာလွန်တာလို့ကိုရဲကိုရဲမိတ်ဆွေကဆက်လက်ရှင်းပြပါရယ်အကြက်ဖတ်စစ်ရှုံးကောင်စီက2024ခုနှစ်ဧပြီလကစတင်ပြီးတော့စစ်မှုထမ်းတင်နန်းတွေကိုလာစဉ်ဖွင့်လှစ်ခဲ့ပြီးအခုအခါမှာတော့စစ်မှုထမ်းအပတ်စဉ်15ကိုရောက်ရှိနေပြီပဲဖြစ်ပါရယ် ောက်ထပ်နားဆင်ကြားမယ့်သတင်းကတော့ထိုင်းအစိုးရပြောင်းလဲဖွဲ့စည်းခြင်းကိုတော်ဝင်အမိတ်ပြန်နံကဒီကနေ့မနက်ပိုင်းမှာအတည်ပြုပြီးတဲ့နောက်နိုင်ရီပိုင်းအကြမှာကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်နဲ့နေဇာအရေးဆွေးနွေးခဲ့တဲ့အတန်ဖိုင်ပေါက်ကြားခဲ့တဲ့အတွက်ဝင်းကြီးချုပ်ကိုယာဒူးကလည်းနှုတ်ထွက်ဖို့တောင်းဆိုတဲ့အထက်လွှတ်တော်အမတ်တွေရဲ့အတနာခန်စာကိုလက်ခံဖို့ဖွဲ့စည်းဖို့အခြေခံဥပဒေတရားရုံးကဆုံးဖြတ်လိုက်ပါတယ်။တရားရုံးရဲ့ထုတ်ပြန်ချက်မှာအမှုကိုခုံရုံးတင်နေတဲ့အချိန်အတွင်းဝင်းကြီးချုပ်အနေနဲ့ တောင်ဝင်ထမ်းဆောင်ခြင်းမပြုဖို့အမိန့်ချမှတ်လိုက်ကြပါပြီးခရဲလကဟွန်ဆန်နဲ့နေဆက်အရေးဆွေးနွေးခဲ့တဲ့အတန်ဖိုင်မှာဝင်ကြီးချုပ်ကထိုင်းစစ်တပ်ကိုဝေဖန်တဲ့အပေါ်မကျေနပ်ကြတဲ့တက်ကြွလှုပ်ရှားသူတွေကလည်းဝင်ကြီးချုပ်ကိုဘန်ကောက်မှာပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာအင်အားထောင်ချီဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်နောက်ထပ်နားဆင်ကြားမယ့်သတင်းကတော့စကိုင်းတိုင်းကပ်လူမျိုးနဲ့ဇီးကုန်းမျိုးရန်ကြီးအောင်ကွက်တဲ့စင်ထူးကုန်းဖုန်ကြီးကျောင်းအရှိတ်ပတ်မှာရှိတဲ့နေအိမ်တွေကိုစစ်တပ်နဲ့ ပြစောတီရောကဇွန်လ30ရက်နေ့မှာမီးရှို့ဖျက်ဆီးခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်တွင်နေဒေသခံတွေထံကနေသိရှိရပါတယ်။ဇီကုံမြို့ခံတို့ကဇီကုံတကြားဆက်အထိုင်ကနေထွက်လာတဲ့စစ်တပ်နဲ့ပြူပူပေါင်းအင်အားတရာလောက်မနေ့ကဇီကုံမြို့တွေကိုရောက်လာပြီးတော့မြို့စုံရက်ွက်တွေကအိမ်တွေကိုမီးရှို့ဖျက်ဆီးသွားတာစစ်ကြောင်းကရှိနေတာမို့အခုအချိန်ထိမီးလောင်ဆုံးရှုံးတဲ့အရေးအတွက်အတိအကျမသိရသေးဘူးလို့ပြောပါရတယ်။ ဒါပြင်ဇီကုံတကြားဆအထိုင်ကနေစစ်ချုံးကောက်စီတက်တဲ့ပြူစောတိအင်အား150ခန်းဟာဇွန်လ23ရက်နေ့ကစတင်ကဇီကုံမြို့အနီးပတ်လဲစစ်ကြောင်းထိုးရမှာဒေသခံ12ဦးထိတက်ဖြတ်ခဲ့တယ်လို့ဖမ်းဆီးခံရသူတွေအနက်အမျိုးသမီးတချို့ကိုလည်းအာဓမပြုကျင့်ခံရသူတွေရှိတယ်လို့လည်းသိရပါတယ်။ပြီးခဲ့တဲ့ဇွန်လ23ရက်နေ့ကနေ26ရက်နေ့အထိဇီကုံမြို့အနီးတပြေတာဖိုကုံတောင်ကုန်းရွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်ပြီးတဲ့နောက်ဒေသခံတွေကိုဖမ်းဆီးတက်ဖြတ်တာတွေပြုလုပ်ခဲ့တာဖြစ်ပြီးတပြေတာရွာက မျိုးသား9ဦး၊ကြောင်ကုန်းရွာက အမျိုးသား3ဦး၊ဖိုကုန်းရွာကအမျိုးသား2ဦး။မင်းပါရွာကအမျိုးသား2ဦးနဲ့အမည်မသိအမျိုးသား2ဦးတို့တပ်ဖြတ်ခံခဲ့ရတယ်လို့ဒေတာတွင်အခြေအနေတွေကိုဖော်ပြတဲ့ Infinity Group ကဖော်ပြထားပါတယ်။ အဲ့ဒီစစ်ကြောင်းဟာတပြေတာကျောင်းကုန်းရွာတွေမှာညအိတ်တဆွဲခဲ့ပြီးရဲ့နောက်ဇွန်လ29ရက်နေ့မှာရွှေဘုံမြစ်ကြီးနာပြူဟာလမ်းမိုက်မှာရှိတဲ့ဇာဒီယမနီရွာတွေဘက်ကိုဝင်ရောက်ချိန်မှာတော်လိုင်းအင်အားစုတွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးယမနီရွာမှာညအိတ်တဆွဲခဲ့ကြောင်းဇွန်လ28ရက်နေ့မှာအဲ့ဒီရွာကနေတဆင်ဇီးကုန်းတကြားဆက်အထိုင်ကိုပြန်ဆုတ်ချိန်ဇွန်လ30ရက်နေ့မှာဇီးကုန်းမြို့ပေါ်ရောက်ရှိလာတာဖြစ်ပြီးမြို့ပေါ်ရက်ွက်တွေကိုမီးရှို့ဖျက်ဆီးနေခဲ့တာလို့သိရပါရဲ့ရှင်။ ဒီကနေ့နေ့လည်ခရင်နောက်ဆုံးသတင်းတပုံးအနေနဲ့မန္တလေးတိုင်းညောင်ဦးမြို့နယ်ငတိယောင်မြို့စင်သားမွေးရွာကိုစစ်ရုံးကောင်စီတပ်ကစစ်ကြောင်းထိုးဝင်ရောက်ပြီးအမျိုးသားတအုပ်ကိုရရဆက်ဆက်တပ်ဖြတ်ကနေ25လုံးကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ဒေသနေပြည်သူတွေထံကနေသိရှိရပါတယ်။ဇွန်လ22ရက်နေ့ကငတိယောင်မြို့ငတိယောင်ရဲစခန်းကနေထွက်လာတဲ့စစ်ရုံးကောင်စီစစ်ကြောင်းဟာတမခါရွာ၊ကလတဲရွာ၊ပြာပုံရွာတို့ကနေတဆင့်စင်သားမွေးကျွရွာကိုဝင်ရောက်ခဲ့တာပါ။ အဲ့ဒီလိုဝင်ရောက်ခဲ့ပြီးရဲ့နောက်စင်သားမွေးကြေးရွာနေမောင်တက်ဆိုသူအမျိုးသားတဦးကိုရဲရဲဆက်ဆက်တက်ဖြတ်ကကြေးရွာထိပ်မှာမြေမြုပ်ပစ်ခဲ့တယ်လို့သိရပါဗျ။ဒါပြင်စင်သားမွေးကြေးရွာကပြည်သူ၅ဦးကိုလည်းဒဇာကန်အဖြစ်ဖမ်းဆီးသွားပြီးပြည်သူနေအိမ်တွေကိုဖောက်ထွင်းကစံစီမုတ်အေးဘီယာအဝိအစားတို့ကစခိုးယူပြီးကားနဲ့တိုက်ယူသွားကြပါဗျ။အဲ့ဒီနောက်နေအိမ်25လုံးကိုမိရှုဖြက်စီကတနပ်ပီရွာကံမရွာတို့ဘက်ကိုဆက်လက်စစ်ကြောင်းထိုးသွားတယ်လို့သိရပါတယ် စင်သားမွေးရွာကနေအိမ်25လုံးကိုမိရှို့သွားတယ်။အမူးသမားမောင်တပ်ဆိုတဲ့ပြည်သူတို့ကိုရရက်ဆက်ဆက်တတ်ပြီးရွာထိပ်မှာမြေမြုပ်ခဲ့တာပါ။ရွာထဲကအိမ်တိုင်းနှီးပါးကိုဝင်ရောက်ရှာဖွေပြီးလိုချင်တဲ့ပစ္စည်းတွေကိုယူသွားပါတယ်။ဈေးတဲ့အိမ်ကအမုတ်အေးကြက်ဥဘီယာစတဲ့ရောင်းဝန်အလုံးနှီးပါးကားနဲ့တိုက်တဲတဲ့အပြင်ကြက်တွေကိုပါပြစ်တက်ပြီးစိတ်ကြိုက်ချက်ပြုတ်စားပါတယ်။တချို့အိမ်တွေဆိုစီပုံးတွေကိုလဲခဲ့ပြီးတုံပစ်ခဲ့ပါတယ်။ စံအိတ်ထဲကိုစီရီလောင်းထည့်ခဲ့တာလည်းရှိသလိုအမျိုးသမီးဝက်ကချင်လုံးကြီးတွေပါယူသွားပါတယ်လို့ဒေသနေပြည်သူတို့ကပြောပါတယ်။ညောင်မြို့နယ်မှာဇွန်လ23ရက်နေ့ကစတင်ပြီးစစ်ရုံးကောင်စီတပ်ကစစ်ကြောင်းနှစ်ခုခွဲပြီးတော့ကျေးရွာတွေကိုဥတီပစ်ခတ်တိုက်ခိုက်မှုတွေလှုပ်ဆောင်လာကြောင်းတောင်စင်းရက်စကန်ကစစ်တပ်စစ်ကြောင်းတစ်ခုညောင်မြို့ကတန်ချက်ကကားတွေပါဝင်တဲ့စစ်ကြောင်းတစ်ခုစုစုပေါင်းစစ်ကြောင်းနှစ်ခုနဲ့ကျေးရွာတွေကိုဥတီပစ်ခတ်တိုက်ခိုက်မီးရှို့ဖျက်ဆီးမှုတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်။ စစ်တပ်ကစစ်ကြောင်းထိုးနေတာကြောင့်ညောင်မြို့နယ်ဈေးမကြီးကြီးရွာဈေးပြင်းပြီးရာတော်ကြီးမြောင်ဂျိုးကန်ကြောက်ကန်အပါဝင်ရွာပေါင်း20နီးပါးကပြည်သူတပေါင်းနီးပါးစစ်ဘေးရှောင်နေရတယ်လို့လည်းသိရှိရပါတယ်ရှင်။ဒီကနေ့နေ့လည်းခရင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့ရပါပြည်သူများအားလုံးစိတ်ရောကိုယ်ပါကျန်းမာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုးလောက်အောင်မှအမြန်ဆုံးလွတ်မြောက်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။ to see say just what I do me choose up next to me they ready to do a twat at that we be said me how we go see tell you at me sara could you be my tower let me yeah you do it up be that the design you do on a you my dream of me can be ညဉ့်ညာနဲ့ဆွဲချက်ကြည့်ရုံစီသည် ေးကြတရေကောင်းပေါင်းလို့ဒီသမိုင်းကြီးပြေးစပေးကြကတိပြုသင်စာတိဒီလူလူလူအပေါင်းပြီးဆန္ဒပြရမည်နိုင်ငံတော်ကိုသူစစ်ချမည် ဆွမ်းအတူညီစိုးစားပြတ်ကြော်မီဖယ်ရယ်ပြည်တော်စုအတွက်အသက်သွေးပေးဆက်မီဒါဝင်ကိုစီထဲရွေးချမီစာရာကူညီပေးမှာထောက်ရလက်တွေ့ညီရဲ့ရင်သွေးတော့ပြီးပြီးတက်တိသစာညီရှန်ဒူအာနာယူမြာခြေမုံမြင့်ချင်ညီမြန်ပြညာနဲ့ဆွဲပြည့်စီညီ有几滴，把那滴。 The party. ရမည်နိုင်ငံတော်ကိုသူစစ်ချမည် Hey!